ဒီနေ့ဧပြီလ၂ရက်နေ့အတွက်ညနေခင်းသတင်းတွေကတော့ဒကြံကာလကိုပြည်သူဝန်ထဲခြေကွက်မှုနဲ့နှစ်သိမ့်အားပေးမှုရက်သက်တစ်ပတ်အဖြစ် NUG သတ်မှတ်လိုက်ပါတယ်။ငလင်လှုပ်ချိန်ရဲနယ်ဆယ်ရောက်နေတဲ့ပြည်သူ၈ဦးသေဆုံးခဲ့ရပါတယ်။ Bimstack ညီလာခံမှာမင်းအောင်လိုင်းကိုလူကိုယ်တိုင် တက်ခွင့်မပေးဖို့တက်ကသူပါမောခတအူးကထိုင်းအစိုးရကိုအကြံပြုလိုက်ပါတယ်။ကံပတ်လက်နဲ့မင်းတပ်မျိုးတို့ကိုစစ်ကောင်စီထပ်ပြီးလေကြောင်းတိုက်ခိုက်ပြန်ပါတယ်။ဒီသတင်းတွေနားဆင်ရမှာပါ။ ဒဇန်ကာလကိုနိုင်ငံလုံးဆိုင်ရာပြည်သူဝန်내ခြေကွက်မှုနဲ့နှစ်သိမ့်အားပေးမှုရက်သက်တပတ်အဖြစ်သတ်မှတ်လိုက်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ငလင်ဘေးကြောင့်ပြည်သူများစွာထိခိုက်ဒိဆုံးခဲ့ရပြီးလက်ရှိကာလမှာပူဆွေးနေရတာတွေအတွက်ပြည်သူမှပြည်သူတို့အချင်းချင်းအားပေးနှစ်သိမ့်ဖို့ဧပြီ23ရက်နေ့ကနေ20ရက်နေ့အထိကိုနိုင်ငံလုံးဆိုင်ရာပြည်သူဝန်내ခြေကွက်မှုနဲ့နှစ်သိမ့်အားပေးမှုရက်သက်တပတ်အဖြစ်သတ်မှတ်လိုက်တာပါ။ ။အဲ့ဒီကာလအတွင်းပြည်တွင်းပြည်ပနေပြည်သူတွေအနေနဲ့နှစ်သိမ့်အားပေးတာတွေကိုတဦးချင်းဖြစ်စေအစုအဖွဲ့လိုက်ဖြစ်စေကုသိုလ်ကောင်းမှုဆုတောင်းမှုငလင်တန်ခံပြည်သူတွေကိုစာနာရိုင်းပင်ကြောင်းပြသတဲ့လှုပ်ဆောင်မှုတွေကိုဆောင်ရွက်ကြဖို့ NUG ကတိုက်တွန်းလို့ဆိုထားပါတယ်။ငလင်တန်နဲ့စစ်အာဏာရှင်နှိမ့်ပန်းကန်ပြည်သူတွေနဲ့အတူရက်တီကြောင်းနဲ့ဆုံးရှုံးမှုတွေအတွက်စာနာကြောင်းပြသတဲ့အနေနဲ့ NUG ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကိုယ်စားလှယ်ယုံတပ်တမန်ယုံဓမ္မမဟုတ်သတ်မှတ်ထားတဲ့စုစည်းရာနေရာတွေမှာ ဝမ်းနဲ့မှတ်တမ်းရေးထိုးတာဝမ်းနဲ့ချင်းပန်းပွင့်ပန်းစီပန်းချင်းတွေပေးပို့တာမိမိနေထိုင်ရာတိုင်းပြည်တွေရဲ့ဒလိထုံးစံနဲ့အညီစုဝေးစုတောင်းမေတ္တာပို့တာတွေလှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ပြီးတော့ငလင်ဘေးတင်ပြည်သူတွေကို NUG ကကုညီရေးဆောင်ရွက်ရာမှာစုံမိုးနယ်မြေတွေကငလင်တန်တင်ပြည်သူတွေကို82နှစ်နာရီအတွင်းကုညီကယ်ဆယ်မှုတွေအပြည့်အဝအားစိုက်လုပ်နိုင်ခဲ့ပေမဲ့စစ်ကောင်စီစုံမိုးဒေသတွေမှာတော့ကိုထိလက်ရဝင်းမကူနိုင်တဲ့အတွက်များစွာဝမ်းနဲ့စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ငလင်ဘေးတင်ပြည်သူလူထုကိုလေးနက်စွာတောင်းပန်ကြောင်းဖော်ပြထားပါရရှင်။ငလင်ကျောင်းဘကိုးတိုင်းကြောက်တကားမြို့နယ်ကရဲနယ်ဆယ်ကိုတစ်ခုတ်ဝါးခုတ်နဲ့ငါးရှာထွက်လာတဲ့အမျိုးသား၈ဦးတိစုံသွားပြီးရုပ်အလောင်းတလောင်းသာပြန်ရတယ်လို့သိရပါတယ်။အဲ့ဒီပြည်သူ၈ဦးကကြောက်တကားမြို့နယ်ဖတ်တူဒေသမြို့ချောင်းကင်းရွာနဲ့ဒင်းငုံချေးရွာတို့ကဖြစ်တယ်လို့ဘကိုးရုံးမအခြေဆိုင် BPDF ရုံးမတပ်ဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ ဒီဖြစ်စဉ်မှာရုပ်အလောင်းတစ်လောင်းပဲပြန်ရပြီးကျန်း9ဦးရဲ့ရုပ်အလောင်းတွေကိုတော့ဒီနေ့အထိရှာမတွေ့သေးဘူးလို့သူကရှင်းပြပါတယ်။ငလင်းကြောင့်ကြောက်တကားမျိုးစာတိုက်ရက်ွက်တောရကြောင်းတိုက်ကစာဖြည့်တန်ကတပားလဲပြန်လွန်တော်မူခဲ့ပါတယ်။ဒါအပြင်ဖတ်တို့မျိုးနေအိမ်ပြိုကျမှုမှာလူတအူးသိဆုံးပြီးပဲနွယ်ကုံရုပ်ရှင်ယုံဟောင်းပြိုကျမှုမှာလည်းလူတအူးသိဆုံးခဲ့ပါတယ်။ဒါကြောင့်ကြောက်တကားမျိုးနဲ့အတွင်းငလင်းတန်းကြောင့်စုစုပေါင်း၁၁ဦးသိဆုံးခဲ့တယ်လို့ ကြောက်တကားမျိုးနဲ့ပါကာဖာရဲ့စရင်တွေအရာသိရပါတယ်။ဒီနေ့ထိကောက်ယူထားတဲ့စရင်တွေအရာကြောက်တကားမျိုးနဲ့မှာငလင်ကြောင့်နေအိမ်ပျက်စီးခဲ့တဲ့အိမ်ထောင်စု20ခန်းကလူဦးရေ100ကျော်ဟာဘေးသင့်ပြီးအကူအညီတွေလိုအပ်နေတယ်လို့ကြောက်တကားပါကာဖာတာဝန်ရှိသူကပြောပါတယ်ရှင်။ထိုင်းနိုင်ငံမှာကျင်းပမဲ့ဘင်္ဂလားပင်လယ်အော်ကန္တာဆုံဤပညာနှင့်စီးပွားရေးပူပေါင်းဆောင်ရွက်မှု BIMSTEC ထိပ်သီးညီလာခံမှာအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုလူကိုယ်တိုင်တက်ရောက်ဖို့ထိုင်းအစိုးရအနေနဲ့ခွင့်မပြုတဲ့ကြောင်း တာမာဆက်တက္ကသိုလ်လက်ထောက်ပါမောက္ခတဦးကထောက်ပြပါရယ်။ထိုင်းဝန်ကြီးချုပ်ဖေးထောင်ထန်ရှင်နာဝတ္ထရာအနေနဲ့မင်းအောင်လိုင်ကိုဘင်းစတက်ထိပ်သိညီလာခံမှာလူကိုယ်တိုင်တက်ရောက်စေမယ့်အစားအွန်လိုင်းကနေချိတ်ဆက်ပါဝင်စီတာမျိုးကသာပို့ပြီးအကျိုးရှိလိမ့်မယ်လို့လက်ထောက်ပါမောက္ခဒူယာဘတ်ပရီချာရုချ်ကပြောပါရယ်။ထိုင်းနိုင်ငံကိုလာရောက်ချင်တဲ့မင်းအောင်လိုင်ရဲ့စံတအမှန်ကမတရားအာဏာသိမ်းထားတဲ့သူ့ရဲ့ရည်တည်မှုကိုနိုင်ငံတကာကလက်ခံတဲ့အခြေအနေရောက်လာစေဖို့သာဖြစ်လိမ့်မယ်လို့သူကဆိုပါရယ်။ ထိုင်းဝန်ကြီးချုပ်အနေနဲ့မင်းအောင်လှိုင်ဦးဆောင်တဲ့အာဏာသိမ်းစစ်ကောင်စီကိုနင်းနီကကတ်တရက်ထိတွေ့ဆက်ဆံခြင်းမရှိဘဲတတမန်ရေးအရာစီးတစ်ခုချထားတဲ့လက်ရှိမူဝါဒကိုဆက်လက်ဆုပ်ကိုင်ထားတင်တယ်လို့သူကပြောပါတယ်။မင်းအောင်လှိုင်နဲ့လူချင်းတွေ့တာတရက်ဆက်ဆံပြောဆိုတာတွေကထိုင်းအစိုးရဟာစစ်ကောင်စီကိုအတိအမှတ်ပြုပါတယ်ဆိုတာမျိုးပုံဖော်ခံရတာဖြစ်သွားနိုင်တယ်လို့အဲ့ဒီလက်ထောက်ပါမခကဆိုပါတယ်။မင်းအောင်လှိုင်နဲ့ဆက်ဆံရေးကိုပိုပြီးနှိကပ်စေမယ်ဆိုရင်နှစ်နိုင်ငံဆက်ဆံရေးကိုမြင့်တင်နိုင်မှာဖြစ်ပေမဲ့ စစ်ကောင်စီအပေါ်ခါခါတီတီမုန်းတီးနေတဲ့မြန်မာပြည်သူတွေရဲ့ဝေဖန်ရှုံချမှုကိုထိုင်းအစိုးရကြုံရနိုင်တယ်လို့သူကထောက်ပြပါတယ်။ဒါကြောင့်ထိုင်းအစိုးရအနေနဲ့ Beamstack ထိပ်သီးညီလာခံကိုအကောင်းဆုံးအသုံးချပြီးအရှိတောင်အာရှနဲ့အာရှတောင်ပိုင်းဒေသတွေကြားပေါင်းကူးဆက်ဆံမှုတွေကိုမြှင့်တင်ဖို့မြန်မာငြိမ်းချမ်းရေးကဏ္ဍအတွက်ပိုပြီးနှက်ဆိုင်တဲ့အခမ်းကဏ္ဍမျိုးကနေပါဝင်နိုင်ဖို့လှုံ့ဆော်တင်ကြောင်းအဲ့ဒီလက်ထောက်ပါမောက္ခကတိုက်တွန်းသွားခဲ့ပါရဲ့ရှင်။ချင်းပြည်နယ်ကကံပတ်လက်မျိုးနဲ့မင်းတပ်မျိုးကို စစ်ကောင်စီတပ်ဟာဒီနေ့မှလေကြောင်းကနေထပ်ပြီးဘုံကျဲတိုက်ခတ်ခဲ့တယ်လို့ဒေသသတင်းရှင်းမြစ်ကပြောပါရယ်ကံပက်လက်မြို့နယ်အနီးကမင်းတပ်မြို့တို့ကိုမနေ့ကလေကြောင်းတိုက်ခတ်ခဲ့တဲ့စစ်ကောင်စီတပ်ဟာဒီနေ့မှလည်းထပ်ပြီးကံပက်လက်မြို့ကိုနှစ်ကျင်းမင်းတပ်ကိုလည်းနှစ်ကျင်းလေကြောင်းတိုက်ခတ်ခဲ့တယ်လို့ဆိုပါရယ်ကံပက်လက်မြို့ကိုဒီနေ့နေ့ကင်းတနာယီ20မိနစ်မှာပထမကျင်းနှစ်နာရီ၉မိနစ်မှာဒုတိယအကြိမ်စစ်ကောင်စီကလာရောက်ဘုံကျဲခဲ့တာလို့သတင်းရှင်းမြစ်ကပြောပါတယ် ပထမကျဲတဲ့အလုံကကံပက်လက်မျိုးတွေကကျေးလက်ယုံကိုကြတယ်လို့အဲ့ဒီသတင်းရှင်မြစ်ကဆိုပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူထိခိုက်သိဆုံးမှုအခြေအနေတွေကိုတော့ဆက်လက်ဆုံဆန်းနေသေးပါ။ပြီးတော့မင်းတပ်ကလည်းဒီနေ့နေခင်တနာယီခွဲလောက်မှာနေပြီးတော့အေလာလီတပ်ကလာတဲ့ Jet Fighter တစ်စီးနဲ့မြို့ပေါ်တနေရာကိုပေါင်900ပုံနှစ်လုံးကျဲချတိုက်ခိုက်သွားတယ်လို့မင်းတပ်ဒေသခံကအသိပေးပါတယ်။ဒါ့အပြင်မနေ့ကညနေပိုင်းမှာလည်းကရင်မျိုးသားစီရင် KNU ထိန်းချုပ်နယ်မြေ ကျုံတိုးမြို့နယ်တဲကိုတိုက်ပွဲဖြစ်တာမရှိဘဲစစ်ကောင်စီတပ်ကလက်နက်ကြီး၅လုံးပစ်ခတ်လို့အသက်58နှစ်အရွယ်မျိုးသမီးတဦးသေဆုံးသွားတယ်လို့သိရပါတယ်။အာနာသိစစ်ကောင်စီတပ်ဟာနိုင်ငံတော်ဝန်ကပြည်သူတွေစစ်ဘေးငလင်ဘေးကြောင့်အသက်အိုးအိမ်ပစ္စည်းတွေဆုံးရှုံးဒုက္ခရောက်နေချိန်မှာလူသားချင်းစာနာထောက်ထားမှုမရှိဘဲစစ်ရေးပြတ်မှတ်မဟုတ်တဲ့ဘာသာရေးအဆောက်အဦတွေပြည်သူစေယုံစေခံတွေစာတင်ကြောင်းတွေနဲ့အရက်သားနေထိုင်တဲ့နေရာတွေကိုပြတ်မှတ်ထားပြီးတိုက်ခိုက်နေတယ်လို့

ဘန်ကောက်ကပြိုကျအဆောက်အအုံမှာအရေးအသွေးစံချိန်မှတ်မိတဲ့တာမဏိနမူနာရှာတွေ့တဲ့အကြောင်းထိုင်ဝမ်ကျွန်းတဝိုက်စစ်ရေးလေ့ကျင့်မှုမှာတရုတ်ကခဲယံမိကြောက်အစ်စ်တွေအသုံးပြုတဲ့ဖြစ်စဉ်ဒီသတင်းတွေနားဆင်ရမှာပါ American အစိုးရရဲ့ကျန်းမာရေးဝန်ကြီးဌာနမှာဝန်ထမ်းတွေအများအပြားကိုအလုပ်ထုတ်ပယ်မှုအစီအစဉ်စတင်နေပြီဖြစ်ပါတယ်။ရှားပေါင်းများစွာသောဝန်ထမ်းတွေဟာ April 1ရက်နေ့မှာသူတို့ရဲ့အလုပ်အကိုင်နေရာဆုံးရှုံးသွားပြီဆိုတဲ့အသိပေးအကြောင်းကြားမှုတွေကိုလက်ခံရရှိခဲ့ပါတယ်။ အလုတ်ထုတ်ကံရတဲ့ဝန်တန်းတွေကသူတို့ရဲ့အလုတ်ဌာနနေရာတွေစီဝင်ရောက်ခွင့်ကနေလဲတားမြစ်ခံခဲ့ရပါတယ်။ကျန်းမာရေးဝန်ကြီးကဌာနရဲ့ဝန်တန်းဥယျာဉ်တပေါင်းကိုရှော့ချမှာဖြစ်ကြောင်းကိုပိုင်သဘောဆန္ဒနဲ့ထွက်စာတင်ကြသူတွေပါပါမယ်ဆိုရင်လက်ရှိဝန်တန်းအင်အား၈000ကျော်ကနေ6000လောက်သာကျန်တဲ့အထိရှော့ချနိုင်မှာဖြစ်တယ်လို့ပြီးခဲ့တဲ့သတင်းပတ်တုန်းကပြောကြားထားပါတယ်။ April 10ရက်နေ့ကအလုတ်ထုတ်ခံရသူတွေထဲမှာအစားအသောက်နဲ့ဆေးဝါးလုံခြုံမှုစီမံကိုယ်ကယ်ရေးပညာရှင်တွေ ယောဂတားဆီးတက်ဖြက်ရေးဆိုင်ရာကျွမ်းကျင်သူတွေလည်းပါဝင်ပါတယ်။ American မှာ Trump သမ္မတဖြစ်လာကြတဲ့ကအစိုးရအသုံးစရိတ်ကိုထိထိရောက်ရောက်ရှော့ချမယ်လို့ကြွေးကြော်ပြီးဝန်ကြီးဌာနအများအပြားမှာဝန်တန်းအင်အားအလုံးအရင်ဖြတ်တောက်ရှော့ချမှုကိုအကောင့်ထဲဖော်စေခဲ့ပါတယ်။အဲ့ဒီရည်ရွယ်ချက်ကိုဥဆောင်ဖို့ Trump ရဲ့နိုင်ငံရေးမဟာမိတ်ဘီလီယံနာသထေးကြီး Elon Musk ကိုအဓိကတာဝန်ပေးထားတာပါ။အဲ့ဒီအလုံးထုတ်ခံရတဲ့ဝန်တန်းတွေထဲမှာအစားအသောက်နဲ့ဆေးဝါးကုတ်ကဲမှုဌာန FDA ရဲ့အချိန်ပြည့်ဝန်တန်း3500 ယောဂတာစီတက်ဖြည့်ရေးဌာန CDC ရဲ့ဝန်ထမ်း2400တို့ပါဝင်ပြီးအမျိုးသားကျန်းမာရေး Institute ရဲ့ဝန်ထမ်း1200လဲရှော့ချခံရတဲ့စရင်ထဲပါသွားကြောင်းသိရပါတယ်။ကျန်းမာရေးဝန်ကြီးဌာနဟာပြီးခဲ့တဲ့နှစ်ကအသုံးစရိတ်ဒေါ်လာ1.8 trillion နဲ့လဲပတ်ခဲ့ပြီး CDC FDA တို့အပါအဝင်လက်အောက်ခံဌာန73ခုရှိနေတယ်လို့သိရပါတယ်ရှင်။ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာငလင်းကြောင့်ပြိုကျခဲ့တဲ့ဆောက်လက်စားတပ်ရဲ့အပြက်အစီးအစိပ်ပိုင်းတွေကိုစစ်ဆေးခဲ့တဲ့နောက် အရေးအသွေးမပြည့်မီတဲ့တမဏိအတိုင်းတွေပါဝင်နေတယ်ဆိုတဲ့အထောက်အထားတွေးရှိခဲ့ပါတယ်။မတ်လ28ရက်နေ့ကငလင်ကြီးကျောင်းဘန်ကောက်မှာရှိတဲ့ဆောက်လက်စာအထက်30တိုက်တလုံးပြိုကျခဲ့ပါတယ်။နောက်ထပ်2ရက်အကြာမှာတော့အဆောက်အအုံအပြည့်အစည်းပုံနေရာကနမူနာတချို့ကိုတာဝန်ရှိသူတွေကယူဆောင်ပြီးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ April 2ရက်နေ့ကြေညာချက်မှာတော့ကနအူးစုဆောင်ရယူလာတဲ့နမူနာတွေထဲမှာတမတ်စံချိန်စံညွှန်းအရေးအသွေးမပြည့်မီတဲ့တမဏိမျိုးပါနေတဲ့အထောက်အထားကို တွေ့ရှိထားတယ်လို့ဆိုပါတယ်။စက်မှုဝန်ကြီးဌာနအရာရှိတွေဟာအပြက်အစည်းပုံအောက်ကနမူနာတွေကိုရယူပြီးထိုင်းတန်နဲ့တမဏိဌာနမှာဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တာပါ။အဆက်အအုံအတွက်တန်နဲ့တမဏိတွေတင်သွင်းတဲ့ကုမ္ပဏီ၃ခုတည်းကတခုရဲ့နမူနာတွေဟာသတ်မှတ်စမ်းချိန်စံညွှန်းတွေနဲ့ကန့်ညီမှုမရှိဘူးလို့ဝန်ကြီးဌာနအရာရှိတဦးကပြောပါတယ်။တရုတ်နိုင်ငံသားပိုင်တဲ့အဲ့ဒီကုမ္ပဏီဟာစုံစမ်းစစ်ဆေးမှုတွေခံရပြီးနောက် 2024ဒီဇင်ဘာလကတည်းကအပိတ်ခံထားရတယ်လို့သူကဆိုပါတယ်။ပြောကြားအဆအအုံမှာအသုံးပြထားတဲ့အဲ့ဒီတမ်းမဏိတွေကတော့ကုမ္ပဏီမပိတ်ခင်ဈေးကွက်ထဲရောက်နေတာတွေဖြစ်နိုင်ကြောင်းသူကမှတ်ချက်ပေးပါတယ်။ပြီးတော့အဲ့ဒီအဆအအုံကိုလွန်ခဲ့တဲ့9နှစ်လောက်ကစတင်ဆောက်လုပ်ခဲ့တာလို့သိရပါတယ်။နောက်ထပ်ကုမ္ပဏီနှစ်ခုကတင်သွင်းထားတဲ့တမ်းမဏိနမူနာတွေမှာတော့ဘာပြဿနာမှမတွေ့ခဲ့ရပါဘူး။ဒါပေမဲ့နောက်ထပ်စစ်ဆေးမှုတွေထပ်လုပ်လို့အပြစ်အနာအဆတခုခုရှာတွေ့တာနဲ့ စိတ်ယုံတွေကိုဝင်စစ်မယ်လို့လည်းသူကသတိပေးထားပါတယ်။ငလင်ကြောင့်ဘန်ကောက်မှာဖြစ်ပွားတဲ့အဆက်အအုံပြိုကျမှုမှာအမျိုးသား၈ဦးအမျိုးသမီး9ဦးအသေးအပြောက်စရင်ရထားပြီးပျောက်ဆုံးနေသူ82ဦးကိုလည်းကယ်ဆယ်ရေးတွေကဖြန့်ကျက်ရှာဖွေနေပါတယ်ရှင်။ထိုင်ဝမ်ကျွန်းကိုပတ်လည်ဝန်းရံထားတဲ့တရုတ်စစ်တပ် PLA ဟာလက်နက်ခဲယံအစစ်တွေပြစ်ခတ်ပြီးစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ PLA ရဲ့လေရင်တင်သင်္ဘောတစီဦးဆောင်တဲ့ရေတပ်တွေဟာ ထိုင်ဝမ်ကျွန်းကိုမတ်လ31ရက်နေ့ကလေးကစတင်ဝိုင်းပတ်ထားပြီးဧပြီ1ရက်နေ့မှာစစ်ရေးလေ့ကျင့်မှုတွေစတင်ခဲ့ပါတယ်။အဲ့ဒီစစ်ရေးလေ့ကျင့်မှုမှာလက်နက်ခဲယံအစ်စ်တွေကိုအသုံးပြုနေတာဖြစ်တယ်လို့ဧပြီ2ရက်နေ့မှာ PLA ကကြေညာခဲ့ပါတယ်။ Street Thunder လို့နာမည်ပေးထားတဲ့စစ်ရေးလေ့ကျင့်မှုကအရေးပါတဲ့စစ်ကမ်းတွေနဲ့စွမ်းအင်ဖြန့်ဖြူးရေးအဆောက်အအုံတွေကိုပြင့်မှတ်ထားဖြက်စီးပုံမျိုးတရုတ်တူလေ့ကျင့်နေတာလို့ PLA ကဆိုပါတယ်။တရုတ်ဟာထိုင်ဝမ်ရေလက်ကြားသာခြားပြီးတည်ရှိတဲ့ထိုင်ဝမ်ကျွန်းကို ပိုင်နဲ့လည်းမြေဖြစ်သတ်မှတ်ထားပေမဲ့ထာဝန်ကတော့တိကျလွတ်လပ်တဲ့ယက်တီမှုမျိုးကိုသာလူလာနေပါတယ်။ April 2ရက်နေ့မှာတော့ထိုင်ဝမ်အစိုးရရုံးကတရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေဟာရန်လိုတဲ့ရန်စတဲ့လုပ်ရည်မျိုးလိုဝေဖန်ပြီးပြင်းပြင်းထန်ထန်ရှုံချကြောင်းကြေညာပါတယ်။ထိုင်ဝမ်ကျွန်းကိုဝန်ရံပြီး PLA ရဲ့စစ်သင်္ဘောတွေ၊လေယာဉ်တွေ၊လက်နက်ကြီးတပ်ဖွဲ့တွေချိတ်ဆက်လုဆောင်နေတဲ့စစ်ရေးလေ့ကျင့်မှုကြောင့်ထိုင်ဝမ်ကလည်းကာကွယ်ရေးအစီအမံတွေကိုအသက်သွင်းပြီးအသင့်အနေအထားပြင်ဆင်ထားပါတယ်။ ီအတောအတွင်းမှာပဲ PLA ရဲ့ WeChat အကောင့်ဟာထိုင်ဝမ်သမ္မတလိုင်ချင်တေးကိုကပ်ပါအကောင့်လို့ပုတ်ခတ်ထားတာအပအဝင်ဝါဒဖြန့် animation video တွေကိုဇက်တိုက်ဖော်ပြနေခဲ့ပါတယ်ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းတရုတ်အာဏာရကွန်မြူနစ်ပါတီထုတ်ပြည်သူ့နေစဉ်သတင်းစာကလည်းထိုင်ဝမ်သမ္မတလိုင်းကိုပြည်တနာတွေဖန်တီးသူတဦးစစ်ပွဲကိုဆလောင်သူတဦးအဖြစ်အပုတ်ချဝါဒဖြန့်မှုတွေကိုဒီဇိုင်းမမတ်အရှိန်မြှင့်လှုပ်ဆောင်လာကြောင်းသိရပါရရှင် People's Spring ရဲ့နိုင်ငံတကာသတင်းဖြစ်ရတဲ့ချို့တင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်